ရပါရှင်။ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မှာဧပြီလတိုက်ပွဲတွေအတွင်းမှာစစ်တပ်က430ဦးတေသွားပြီး58ဦးကိုအရှင်ဖမ်းဆီးရမ်းမိတယ်လို့တောင်ပိုင်းတိုင်းစစ်တပ်သားကကြေညာပါဗျ။တရုတ်ထုတ်စစ်သုံးမော်တော်ယာဉ်တွေမြန်မာနိုင်ငံမှာအကြီးအကျယ်ထုတ်လုပ်နေပြီးစစ်ရာဇဝတ်မှုနဲ့အကြမ်းဖက်မှုတွေမှာဒီရင်တွေကအ धिक အခန်းကဏ္ဍကပါဝင်နေတဲ့သတင်းပါဝင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ်တောင်ပိုင်းစစ်တေသရဲ့ April တိုက်ပွဲတွေအတွက်မှာစစ်တပ်ဘက်က430ဦးတေသွားခဲ့ပြီး59ဦးကိုအရှင်ဖမ်းဆီးရမိတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်တေသကသတင်းထုတ်ပြန်ထားပါတယ်။ April တွင်ပြည်သူ့ကာကွယ်တပ်မတော် PDF ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL နဲ့ Force for Federal Democracy FFD ၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တောင်ပိုင်းစစ်တရားအတွင် မြို့သိမ်းတိုက်ပွဲအနေနဲ့ဖာပုံမြို့ကိုတိုက်ခတ်သိမ်းပိုင်နိုင်ခဲ့လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တင်ကန်းညီနောင်ကခမရ355ခမရ356ခမရ359တရင်တွေနဲ့ဘျူဟာကုန်းကိုတိုက်ခတ်သိမ်းပိုက်ခဲ့တာပါဝင်စကမ်းသိမ်းတိုက်ပွဲ9ကြိမ်အကြက်ဘက်အာနာသိစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲပေါင်း82ကြိမ်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။ ဒါအပြင်စစ်တပ်အထိုင်ချတက်ဆွဲထားတဲ့စခန်းတွေစစ်ကြောင်းတွေကိုဒရုန်းနဲ့တိုက်ခိုက်မှု336ကျင်းလက်လက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု17ကျင်းစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်မှု73ကျင်း မိုင်းဆွဲတက်ခတ်မှု15ကျဲစစ်တပ်ဒေါက်တိုင်တွေကိုရှင်းလင်းတက်ခတ်မှု9ကျင်းတို့ကိုမဟာမိတ်တွေနဲ့ဟန်ဆက်ညီညီပူးပေါင်းကအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။အဲထုတ်ပြန်ချက်တွေအတွင်းမှာစုစုပေါင်းအယောက်430သေဆုံးသွားတာဖြစ်ပြီးလျှာ42ဦးဟာဒဏ်ရာရရှိခဲ့သလို59ဦးကိုလည်းအရှင်လက်ရဖမ်းဆီးရမိခဲ့လို့လည်းသိရှိရပါဗျ။ တော်လိုင်းမဟာမိတ်ပူပေါင်းတက်ဖွဲ့ဘက်ကတော့ရဲဘော်32ဦးဟာတိုင်းပြည်တွင်ရဲဝံစွာအသက်ပေးလူသွားရပြီး134ဦးဟာထိခိုက်မဆိုးစရာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်ဒီတစ်ခါမှာတော့မြန်မာပြည်သူတွေပေါ်ကိုကျူးလွန်နေတဲ့စစ်အုပ်စုရဲ့ဖိနှိပ်အကြမ်းဖက်မှုတွေမှာတရုတ်နိုင်ငံမှာကုမ္ပဏီဖြစ်တဲ့ Sinotruck က Truck ကားတွေကအဓိကအခန့်ကဏ္ဍကပါဝင်နေတယ်လို့ C4ADS နဲ့ JFM ကပူတဲထုတ်ပြန်ထားတဲ့အစီအကံစာထဲမှာ ဖော်ပြထားပါဗျ။အဲ့ဒီ Guardian နဲ့အကြက်ဖက်စစ်တရဲစစ်တီလက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုနိုင်ငံအနှံ့ကိုတည်ယူပို့ဆောင်ပေးနေရဖြစ်တယ်လို့လည်းဆိုထားပါဗျ။ Sinotrack စစ်သုံးမော်တော်ယာဉ်တွေကိုတရုတ်နိုင်ငံကနေတင်သွင်းတဲ့အပြင်မြန်မာနိုင်ငံမှာလည်းတပ်ဆင်နေတဲ့အထောက်အထားများစွာတွေ့ရှိရကြောင်းအစီအကံစာထဲမှာဆိုထားပါဗျ။တရုတ် Sinotrack ကုမ္ပဏီမှာဂျာမန်ကုမ္ပဏီဖြစ်တဲ့ Traton SC ကရင်းနှီးမြှုပ်နှံမှုတွေရှိနေတယ်လို့လည်းဆိုထားပါဗျ။ ယ်မြန်မာစစ်တပ်နဲ့တရုတ်ကုမ္ပဏီ Sinotrade ရဲ့ထိတွေ့ဆက်ဆံမှုတွေဟာ ဘလို့ပဲမဟုတ်ကြောင်းညှင်းဆုံမှုတွေရှိနေပေမဲ့လည်းဆေးဥစုကျွံ့ရတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ယာဆွေးမှုတွေနဲ့ဆက်နွယ်နေဆဲဖြစ်တယ်လို့လည်းဆိုထားပါဗျ။မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့တရုတ်ကုမ္ပဏီတွေနဲ့အခြားသက်ဆိုင်သူတွေဟာစစ်သုံးမော်တော်ယာဉ်တွေမြန်မာဆေးဥစုကိုပေးပို့ထုတ်လုပ်မှုတွေကနေတဆင့်စစ်တပ်ရဲ့မြန်မာနိုင်ငံတွင်းစစ်ယာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကိုကျွံ့ရတဲ့ယာဆွေးမှုတွေကိုကူညီပံ့ပိုးပေးနေတယ်လို့လည်းဆိုထားပါဗျ။အဲဒီယာဆွေးမှုတွေမှာတာဝန်ရှိတဲ့အလျောက်လက်ရှိဆေးဥစုနဲ့ပူးပေါင်း လှုပ်ဆောင်နေတဲ့စီးပွားရေးမှန်သမျှကို အမြန်ဆုံးအဆုံးသတ်ဖို့တောင်းဆိုကြောင်း JFN ကတောင်းဆိုထားပါတယ်ရှင်ဒီတစ်ခါမှာတော့လူမြောက်ဒေတာတခုကစေုံတက်မှာမေဇင်းအထုကိုဆရာဝန်စေဝါပညာရှင်နဲ့တုနာပြုတ်ဆရာသမားတွေအရေးပေါ်လိုအပ်နေပြီ တာဝေါ်ထမ်းဆောင်လို့တဲ့ပညာရှင်တွေကိုဖိတ်ခေါ်ရလို့နှွေဦးကျမ်းမာရဲ့အဖွဲ့က Operation Director ကိုထူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗျ။မေဇေးဆရာကိုအ ਨੇ ဆုံးတဦးကစတင်စစ်စစ်ပြီးလက်ခံသွားမှာဖြစ်တယ်လို့စေဝါပညာရှင်တွေကိုလည်းအ ਨੇ ဆုံးနှစ်ဦးကလည်းစတင်ကရှောက်လာသူမှန်သမျှကိုစစ်စစ်လက်ခံသွားမယ်လို့လည်းဆိုထားပါဗျ။ဈေးရောင်းဟာအစ်စ်ဖြစ်တာကြောင့်တူနာပြုတ်များစွာလိုအပ်နေပြီးခွဲစက်ကုသမှုတွေလည်းစတင်နေပြီဖြစ်တယ်လို့လည်းကိုထူးကပြပြပါဗျ။ကျမ်းမာရဲ့နယ်ဘက်ကရဲဘော်ရဲဘက် ဲ့ senior junior တွေအားလုံးကိုနှေးထွေးစွာဖိတ်ခေါ်သလိုပညာရှင်အနေထားနဲ့လာရောက်ကြမှာဖြစ်တဲ့အတွက်ထိုက်တန်တဲ့လုပ်ငန်းဆောင်တာတွေထိုက်တန်တဲ့အနေထားမျိုးနဲ့ကြိုးစိုးမှာဖြစ်တယ်လို့လည်းကိုထုကပြောပါရရှင်ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ ဂျပန်လွှတ်တော်အမတ်တွေနဲ့ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေရဲ့ဇနီးဖြစ်သူကဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆို KNU ဥက္ကဋ္ဌ KNBB ဥက္ကဋ္ဌနဲ့ CNF တို့ကတာဝန်ရှိသူတွေကိုတွေ့ဆုံခဲ့လို့သိရှိရပါတယ်။ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆို KNU ဥက္ကဋ္ဌဘရိုဆောကွယ်ထူဝင် KNBB ဥက္ကဋ္ဌခိုးတဲ့ CNF ကအတွင်းမှုတို့ပါဝင်နေ။ຫນွေဦးတော်လည်းမဟာမိတ်အင်အားစုတွေကဂျပန်ပါလီမန်မှာ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ကွယ်လွန်သူဝန်ကြီးချုပ်အောင်ရှင်ဆိုအာဘေးရဲ့ဇနီးဖြစ်သူနဲ့လည်းတွေ့ဆုံခဲ့လို့သိရှိရပါတယ်။အဲလိုတွေ့ဆုံမှုနဲ့ပတ်သက်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုးပြောဆိုတာကတော့ဂျပန်နိုင်ငံကတော်လှန်ရေးအတွက်တကားဆက်ပွင့်လာတဲ့အနေအထားကိုမြင်ရတယ်ဆိုတာကိုသတင်းစကားပါကျင်တယ်လို့လည်းဆိုပါတယ်။ ဒါအပြင်ကရင်မျိုးသားစီယုံ KNU ကရဘရိုစောကွယ်ထွင်းဟာကရင်ဒီအမျိုးသားတိုးတက်ရေးပါတီ KNPB ဥက္ကရာခိုးရယ်နဲ့အတူမေလ၁၄ရက်နေ့မနေ့ဆယ်နိုင်လောက်မှာဂျပန်နိုင်ငံသားဒုတိယဝန်ကြီးမစ္စတာကိုမူရာမဆာဟီရိုနဲ့တွားရောက်တွေ့ဆုံပြီးမြမရေးတွေ့ဆုံဆွေးနွေးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနန့်ခမ်းမြို့တွင်အေးချမ်းတာယာရဲအတွက်ပလောင်မြို့နယ်လွတ်မြောက်ရေးတပ်အိုး PSLF တရနယ်ရဲ့အုတ်ချွေဌာနတာဝန်ရှိသူတွေနဲ့နန့်ခမ်းမြို့ရက်ွက်အုတ်ချွေမှုတွေတွဲဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရလို့ PSLF တရနယ်ကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီဆွေးနွေးပွဲကို PSLF တရနယ်ရဲ့နန့်ခမ်းမြို့နယ်မှာဘိုကြီးတောင်တန်းကအဖွဲ့မှစကားပြောကြားခဲ့တာဖြစ်ပြီးမြေယာနဲ့တက်တော်ဥပဒေတွေကိုရှင်းလင်းတင်ပြခဲ့လို့လည်းသိရှိရပါဗျ။ဒါအပြင် え ရှားပါမျိုးဇီဝတရစ္ဆန်တွေမျိုးတုံပြောက်ွယ်မသွားအောင်ကာကွယ်ပေးဖို့မြေယာနဲ့တတော်ပြဒနာတွေဖြစ်ပွားလာရင်လာရောက်တိုင်ကြားနိုင်ရေးတို့ကိုလည်းဆွေးနွေးခဲ့လို့သိရှိရပါတယ်။လန်ခမ်းမျိုးအေဂျင့်တရားလှပရေးအတွက်မြို့ရက်ွက်ရိုက်လိုက်လာဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကိုသက်ဆိုင်ရာဌာနအကြီးအကဲတွေကဆွေးနွေးတင်ပြပေးခဲ့ကမြို့နယ်ရက်ွက်အုပ်ချုပ်ရေးမှုတွေကလည်းလိုအပ်ချက်တွေနဲ့သိရှိလိုတာတွေကိုဆွေးနွေးခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်နှန့်ခမ်းမျိုးမှာအရင်ကတည်းကပုံမိုအေဂျင့်တရားစီရင်နေ မြို့ပြန်လဲလက်ပတ်နိုင်ရေးအတွက်မြို့နယ်မှုတွေနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေဟာ15ရက်တကြိမ်တွဲဆောင်ဆွေးနွေးမှုပြုလုပ်သွားဖို့ဆုံးဖြတ်ခဲ့လို့လည်းသိရှိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ Gwangju Foundation ကပြုလုပ်တဲ့44နှစ်မြောက် Gwangju ပြည်သူ့ရေးတော်ပုံအခမ်းအနားကိုအမျိုးသားညညရေးဆိုရ NUG ဝန်ကြီးဒေါ်စင်မောင်တက်ရောက်ကမြမຫນွေဦးတော်လှန်အခြေအနေဆိုင်ရာမင်ကွန်းကိုပြောကြားခဲ့လို့သိရှိရပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့မင်ကွန်းမှာຫນွေဦးတော်လှန်ရဲ့ရည်မှန်းချက်နဲ့အနာဂတ် Federal Democracy သဘောတူညီချက်တော်လှန်ရဲ့လက်ရှိအခြေအနေနဲ့နိုင်ငံတကာကထောက်ပံ့ကူညီမှုလိုအပ်ချက်တွေကိုရှင်းလင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် တောင်ကိုရီးယားနိုင်ငံဒီမိုကရေစီသမိုင်းမှာဂွမ်ကျူးအရေးတော်ပုံရဲ့အရေးပါမှုကိုလေးစားအားကြရသလိုမြန်မာဒီမိုကရေစီရေးသမိုင်းမှာလည်းຫນွေဦးတော်လှန်ရေးအရေးပါမှုကိုကဘာကသိစေလိုတယ်လို့လည်းပြောကြားခဲ့ပါတယ်။အဲ့ဒီ44လမြောက်ဂွမ်ကျူးပြည်သူ့အရေးတော်ပုံအခမ်းအနားကိုကိုရီးယားနိုင်ငံကနိုင်ငံရေးပါတီတွေဒီမိုကရေစီဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပြီးအမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းဗန္ဒရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်လည်းတက်ရောက်ခဲ့လို့သိရပါတယ်။ဒါအပြင်ဒါရိုက်တာຫນွေဦးညင်းရဲ့စီဒီယန်ဝန်ထမ်းတွေရဲ့တိုးလန်ရုံးကန်နေတဲ့ဘဝတွေကိုရက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်၄ခုကိုလည်းပြသခဲ့လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။